အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ရဲ့ဒါဟိုတန်ရရကစားသမားတွေအများကြီးဖြစ်နေတဲ့နောက်တန်းအကြောင်းပေါ့နော်စဉ်းစားနေရစဉ်းစားရင်းနဲ့ဟိုတွေးဒီလေးနေပေါ့နော်ဘတ်စကောင်နေတွေးကြည့်ရခါမှာတော်တော်လေးခေါင်းချောင်းတဲ့တော်တော်လေးခေါင်းချောင်းတဲ့ခါမှာအော်လို့ဟိုကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်ပွဲစဉ်တိုင်းကအရန်ခက်ခဲတယ်ဆိုတာကတကယ်ကိုမှန်ပါလားဆိုတာမျိုးသွားတွေးရစေဘာလို့လဲဆိုတော့ဗျာ ကျွန်တော်တို့ဒါစပါဗိုင်ယန်ချက်စီးနေတဲ့တော့ဟုတ်တယ်အခုဗီလာနဲ့ပွဲပြီးပေါ့နော်ခက်ခဲမယ်ဆိုတာကတတ်ခဲ့ပြီးကြပြီးတာပေါ့နော်ဒါပေမဲ့အခုချန်ပီယံလိနောက်တစ်ဆင့်အတွက်ကတက်လူနေပါဖြစ်နေတဲ့အခြေအနေမျိုးမှာပေါ့နော်ဘယ်ဂျီအောင်သွားကန်ရမယ်ကလပ်ဘရူနဲ့ပေါ့နော်အဝေးကကန်ရမယ်ပြီးရဝူးနဲ့ကန်ရမယ်အဲ့ဒါပြီးရင်လည်းကျွန်တော်တို့ပရီးမီးယားလီယာအဗာတန်နဲ့ရှိတယ်ဆိုတော့ဒီအနေထားမှာတော့အေးစေးစေးလောက်ချစ်ပြီးထင်တာပေါ့နော်ဒါပေမဲ့မဖြစ်ဘူးအားဆိုတော့ ျွန်တော်တို့ဒီစင်တာဘတ်၃ယောက်ပေါ့နော်တကယ်ဘိုးခန်းစမူ၃ယောက်ထိနာသွားတာရက်ဒီအနေထားကဘလုံးမကမဖြစ်ဘူးပြောရတော့ဟိုကာရာမုန်းကလောက်ကန်စရာရှိတာဆိုရင်တော့ဟုတ်တယ်လူငယ်တရားကောင်းလေအကုန်ဆွဲခေါ်ပြီးကန်လို့ရတယ်ပေါ့နော်အဲ့ဒါမျိုးဆိုတော့ကျွန်တော်တို့ကဒါဒီယာရီမှာကလူဝင်ရအရလဲတောင်းတင်းအောင်အဖက်ဖက်ကကိုအ ਨੇ ဆုံးတနေရာကိုအဲနှစ်ယောက်စာပေါ့နော်ဝယ်ထားတယ်ဆိုတော့နောက်တန်းမှာဆိုလဲကျွန်တော်၈ယောက်ထိရှိတယ်အဲ့ဒီ၈ယောက်မှာကျွန်တော်က ဒီ၃ယောက်နာတယ်ပေါ့နော်။တယောက်ကပွဲပဲဖြစ်နေတယ်။ Color View ရပါတော့။အဲ့လိုမျိုးပြ။ဘူးနယ်ပွဲမှာ Color View ရပွဲပဲဖြစ်တဲ့အကြောင်းပါနိုင်မှာမဟုတ်သေးဘူး။ဆိုတဲ့ခါမှာကျွန်တော်တို့ကအဲ့ဒီ၄ယောက်နဲ့သွားပဲအနေထားမျိုးပေါ့နော်။ Scale ရဲ့ Incapi ရဲ့တင်ပါရဲ့ Van White ရဲ့ဒီ၄ယောက်နဲ့သွားမယ်အခြေအနေမျိုးပေါ့။ဆိုတော့တခုရှိတာက Sliver ရဲ့ဒဏ်ရာအခြေအနေကတော့ဘယ်လိုလာမယ်မသိသေးဘူးပေါ့နော်။ဆိုတော့ဘူးနယ်ပွဲကတော့ ပါလာဖို့ရတော့များတော့များကောင်းများတယ်ပေါ့နော်ဆိုတော့တေချာမတည်သေးဘူးကလပ်ရုနဲ့ပွဲရတာသူသွဲချော်ဖို့ရှိတယ်ပေါ့ဆိုတော့အဲ့ဒီနဲ့သက်ပွဲအတွက်ကိုကျွန်တော်ခေါင်းချောင်းနေပြောရကိုကကိုနောက်တန်းကိုစီကြည့်နေတယ်ပေါ့နော်ဆိုအနားလဲပေးကျင်တယ်ဗျာဆိုတော့ဝူးနဲ့ပွဲရလဲလွယ်တယ်ဆိုပေမဲ့ကျွန်တော်တို့က short သွက်လို့မရဘဲနဲ့လူကုန်ထုတ်ပြီးတော့အဲရှိတဲ့လူစင်ကိုအတောင်နေဆုံးအနေထားနဲ့ရင်ဆိုင်ရမှာပေါ့နော်ပြင်းရလीဆိုတော့အဲ့ဒီထားမှာကျွန်တော်တို့ဒါ club ကိုတွားကန်တဲ့ခါမှာဘယ်လိုမျိုးကန်မလဲ ဆိုတော့ဟိုကာဘွန်ဖလားလို့လဲဗျာလူငယ်ကြီးပြစ်တုံးလို့လဲကလည်းမကြိုက်ဘူးဗျာเนาะဒါချင်းပြန်လေးပြီးတော့တပွဲနိုင်တပွဲနိုင်အမအဆင့်တက်တာနဲ့လည်းသူကဒါစူကြီးလည်းရှိတယ်ဆိုတော့ဟိုလွတ်တာကတော့ဟုတ်တယ်အရန်လေးလည်းပဲလုံလုံလွတ်လို့ရတယ်အဲ့လိုပဲလွတ်စင်ကျင်တယ်ဒါပေမဲ့ဒီအနေထားမှာကကျွန်တော်စဉ်းစားကြည့်ရတာဥမာကာလာဘီယိုကြီးကဝူးနယ်ပွဲမပါဘူးဆိုဆိုတဲ့အခါမှာကာလာဘီယိုကြီးပါမယ်เนาะဒါဆိုကာလာဘီယိုကြီး CB ကိုထားမလားအဲအဲ့လိုမျိုးပေါ့เนาะ စကယ်လီတော့ထဲ့ကိုထဲ့ရတော့ပဲများပြောရရင်တော့ဒီဘွဲကတော့ပါကိုပါမှာစကယ်လီဟုတ်ပြီဘယ်ဆိုင်မှာစကယ်လီပြီးရင် color view ကြီးပြီးရင်ကျွန်တော်ဒီဘက်မှာကဘယ်လိုထဲ့မလဲအဲ့လိုတင်ပါတော့မလားတင်ပါဥမာပွဲဆက်များနေပြီဆိုတော့အနာပေးကျင်တယ်ဗျာဆိုတော့ကျွန်တော်တို့ပြိတက်တွေရဲ့အမြင်ပါပေါ့နော်အာဒီဒါကတော့ထားပါတော့အာဒီဒါအပိုင်းကိုခဏဖယ်ထားတာတင်ပါအောင်အနာပေးကျင်တယ်ဆိုတဲ့အခါမှာက color view ကြီးအင်ကာပြီးတုံးလို့ရတယ်အဲ့ဒါမျိုး အင်ကာပီကိုမှအနာပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ကာလာဖျူရီနဲ့16နဲ့ตาလေးရှိတယ်ကျွန်တော်ဆယ်မွန်းအဲ့ကောင်အောင်လို့ရတယ်သူကပြီးခဲ့တဲ့ပီလာနဲ့ပွဲမှာသူဟိုအတင်းရဲ့လူစင်းမှာပါလာခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအဓိကကတော့ကျွန်တော်အဲ့ကောင်လေးကိုပါထည့်စဉ်းစားနေရပေါ့နော်ဒီကောင်လေးကိုတုံးပြီးတော့ပွဲထွက်မဲ့ဆိုရင်တော့တော်တော်လေးတော့ဟိုနည်းနည်းလေးတော့ကို့အတင်းနောက်တန်းလူစင်းကနည်းနည်းလေးအနာရမယ်ပေါ့နော်အဲ့လိုမျိုးတွေ့မြင်ဒါပေမဲ့အာဒီတာရ ကရောပေါ့နော်လောက်ပါမလားပေါ့အဲအဲ့လိုမှမဟုတ်ဘဲနဲ့အင်ကာပီဖြစ်ဖြစ်ကလာဘီယိုဖြစ်ဖြစ်ပေါ့နော်နှစ်ယောက်တည်းကတယောက်ထပ်အနာပေးလိုက်ကလာဘီယိုအနာပေးတဲ့ထောင်ပွဲဆက်နေများနေလို့ပြောရရင်တော့ဟိုဘူးနဲ့ပွဲမကန်ရဘူးဆိုတော့ဆိုပေမဲ့တန်ရရမှာဆိုလို့ပေါ့နော်အဲ့ဒါမျိုးကြံ့ခိုင်မှုမပြေပြီးတော့ဒီလိုမျိုးစဉ်းစားမှဆိုရင်တော့အင်ကာပီနဲ့ဆင်မွန်နဲ့အဲ့အဲ့လိုကျွန်တော်အမြင်ကျင်ဆုံးဟာပေါ့နော်ကျွန်တော် personal ရတော့အဲ့အင်ကာပီနဲ့ဆင်မွန်နဲ့ကိုမြင်ကျင်တယ် အဲ့ဒီအဲ့ဒီ club room နဲ့ပွဲမှာပေါ့နော်ဘာလို့ဆိုတော့ဆိုင်မွန်ကလည်းသူ့ရဲ့ပုံမှန်လူကစားနေကြတာအညာချမ်းမှာနော် CB ရောမှာ RCB ရောနော်အဲ့နေရာမှာကစားခဲ့တာဆိုတော့အဲ့လိုမျိုးတော့ပွဲထွက်ခြင်းနဲ့ဆိုတော့ဒီနောက်တန်းနေနဲ့ဆက်လို့မှအာဆက်ပြီးတော့ပေါ့နော်ပြောရရဲ့ဟောနောက်ကတော့ဘာလို့လဲဒါဒီပွဲမှာတော့ပွဲထွက်လိမ့်မယ်ထင်တယ်ကျွန်တော်တို့အရင် Champion League ဒီ စလာဗီယာနဲ့ပွဲမှာတော့နော့ကက်ကိုတုံးခဲ့တာပေါ့နော်အဲအဲ့ဒီတော့ပွဲရဆို4000အရေးကြီးတယ်ပေါ့နော်ဒီပွဲထက်ဆိုတော့တုံးနိုင်မယ်လို့ထင်တယ်ပြီးရင်ကျန်တဲ့ကျွန်တော်အရန်ကစားမတွေနွမ်နရီလို့ရှိမှာပေါ့နော်ကလပ်ဘုနဲ့ပွဲရလဲအဲ့လိုမျိုးတမျိုးတော့ရင်ခုန်စိတ်လို့ရှားအောင်မှာပဲပေါ့နော်အဲ့ဒါမျိုးအဲ့ဒါလည်းဒါဒါဆက်မြင်ခါလဲပြောလိုက်တာပါနော်ကျွန်တော်တို့ဒီဘောလုံးညမှာပေါ့နော်ဘောလုံးညမှာကန်မယ်ပြီးတော့ကျွန်တော်အယူနဲ့ကိုစနေညနှစ်နာရီခွဲအချိန်မှာကန်ရမယ်အဲ့လိုမျိုးအနေထားတယ် တော့ဆလီပါကြီးတော့အများဆုံးကောင်းလာပါစေပဲဆူတောင်းတယ်။အာဒီဒာလူပွဲကြုံမှာပြောခဲ့တာတုံးကလည်းသူရက်ပိုင်းပဲပေါ့နော်။စောင့်ကြည့်ရမယ်ဆိုပြီးတော့ပေါ့နော်။အော်ဆလီပါကဒီလိုမျိုးလေးရောရှိတယ်ဗျ။နောက်တစ်ခုကတောင်မန်တွေကတော့ဆော့ဆက်ကလည်းနည်းနည်းပြန်လာသွားတယ်ဆိုတော့ဒါမာတင်နယ်လီသုံးမယ်ဒီဘက်ကတော့ဆာကာတော့မသုံးတော့ဘူးကြောက်နေမာရူကီတော့သုံးတော့မယ်ကျွန်တော်တော့ဒေါမန်းထဲမာရူကီတော့ပိုသုံးစေချင်တယ်အဓိကတော့ ပို့ပြီးတော့ဟိုပွဲချိန်ကစားချိန်မီနစ်ရစီချင်လို့เนาะဟိုပွဲထဲမှာဖစ်ဖြစ်နေစီချင်လို့ပေါ့เนาะအဲ့ဒါမျိုးအဲ့ဒါမျိုးတော့စဉ်းစားမိရဲ့ဗျကွန်းလေကတော့ဆောနာဆောနော့ကတ်နော်နရီပြီးရင်ဒါနောက်တနေရာကပြူရှိမလဲပေါ့เนาะမိုင်းတော့လည်းနားမှာဆိုအဇင်းနဲ့ပဲအဲ့လိုမထုံပေါ့เนาะဒါမဟုတ်လေအိုဒီကတ်ကိုဟိုခြေစမ်းပို့ပြီးတော့ကပလင်းကြီးမှန်အောင်ထည့်မလားအဲ့ဒီလိုမျိုးကြီးရောရှိတယ်ဗျဆိုတော့တော်တော့ကိုမှကျွန်တော်စောစောကပြောတယ်တော်တော့ကိုဟို ပွဲစဉ်တိုင်းကတကယ်ကိုခက်ခဲနေတာအဲ့လိုလွယ်မဲ့ထင်တဲ့အခြေအနေမျိုးကလည်းခက်ခဲအောင်ဖြစ်လာတာပေါ့နော်ဒါမျိုးတွေဆိုတော့ဒီနေ့တော့ပြောချင်တာကဟိုဒီလိုပွဲချက်ကာလတွေကြုံလာမှာကျွန်တော်အမြင်ရတော့အတိအားအနေနဲ့ဒါတွေအကောင်းဆုံးတော့သူဖြည့်ရှင်းနိုင်ရလိမ့်နိုင်လိမ့်မယ်လို့တော့ယုံကြည်တယ်ဖြည့်ရှင်းနိုင်ရမယ်ဗျာဆိုတော့ဘာလို့ဆိုတော့အတူအတွေ့အကြုံကဒုတိယအနေနဲ့ပေါ့နော်ချန်ပီယံဆုကိုစိန်ခေါ်တဲ့ နီးပြအနေနဲ့လဲ၃နှစ်ဆက်တော့အတွေ့အကြုံယူခဲ့ပြီးပြီတော့နော်အဲ့ဒီအရင်နှစ်တင်မှာလဲဒါစတီဆောင်ဆက်ကာလတွေမှာလဲအတွေ့အကြုံယူခဲ့ပြီးပြီတော့ဒီမျိုးအနေထားဆိုတော့ဒီຢာဒီမှာလဲတကယ်အတင်းလို့ဆရာအောင်းနေဆုံးကြီးပါပဲဒီအနေထားတွေမှာဒါနိုင်ငံရရတာကတော့ကိုရီကန်ဆိုးတာလဲပါတယ်ပေါ့နော်ဒါပေမဲ့နီးပြအနေနဲ့ကတော့လောက်ဆရာရှိရတော့တူအောင်းဆုံးဖြည့်ရှိရမှာပေါ့နောက်တစ်ခုနော်အားရှိအောင်လေးပြောချင်တာကကျွန်တော်တို့ကဒီဇန်နဝါရီဖေဖော်ဝါရီမှာဆိုရင်ပို့တော်မှာ နာသွားနိုင်နေတယ်ပြောရတော့ကျွန်တော်ချန်ပီယံလိဂ်ကြာရှုံးထွက်ပြီးလာမယ်ကမ်းမယ်အဲ့ဒါမျိုးကြီးပေါ့တော့အခုပေါ့ကျွန်တော်ဟိုစပါဘိုင်ယန်ချန်စီအဲ့လိုမျိုးပေါ့နော်လုံးဝပွဲတိုင်းပွဲစဉ်တိုင်းပွဲစဉ်တိုင်းပေါ့လုံးဝအင်ဂျီအပြီးကမ်းတဲ့လိုမျိုးပေါ့နော်အမှုပွဲလာမယ်ပြီးရင်ကျွန်တော်တို့ကာရာဘောင်းကလည်းအခုကွာတာဖိုင်နယ်တက်ထားတယ်ဗျာခစ္စတယ်ဘင်းနဲ့ကမ်းရမယ်ဒါမျိုးကြီးရှိရဆိုတော့နောက်ထပ်ကပိုပြီးတော့ကိုခက်ခဲကြမ်းတမ်းအောင်မှလို့တော့ကျွန်တော်ကတော့မြင်တယ်ဆိုတော့အဲ့ဒီအနေထားမှာ ကိုယ်ကစားသမားတွေဒဏ်ရာမရဖို့တော့ကံကောင်းစေချင်တာပေါ့နော်အဲ့ဒါမျိုးကိုမျောလင်းတယ်လို့မျိုးလို့အာဒီတာကိုလည်းအကောင်းဆုံး management လုပ်နိုင်မယ်နော်ခိုင်တွေ့နိုင်မယ်ပေါ့နော်အဲ့လိုတော့မျောလင်းတယ်ဟိုနောက်ဆုံးမိတ်ပြဟိုဘယ်သူမှမရှိတော့လည်းမတတ်နိုင်ဘူးလေဟိုလူငယ်ကစားသမားတွေခေါ်တုံးအောင်ပါပဲအဲအဲ့ဒါမျိုးကြီးပေါ့နော်ဆိုတော့ဒါလေးကိုဆွေးနွေးချင်လို့ပါ brother တို့ရဲ့အမြင်လေးကိုလည်းဆွေးနွေးပေးခဲ့ကြပါဦးကျွန်တော်တို့နောက်တန်းနေနဲ့ပတ်သက်လို့ပေါ့နော်ခုနဲ့ပွဲမှာဆိုရင်ဒါ 6ယောက်ရှိတဲ့ကစားသမားတွေတဲ့ကကျွန်တော်၄ယောက်ပဲ၃ဝင်ရှိမှာပေါ့နော်ဆိုတော့ဆာလီဘာပြန်ကောင်းရင်တော့9ယောက်ဖြစ်မှာပေါ့ဆာလီဘာလောလောဆယ်ဖယ်ထားတယ်ဆိုတော့၄ယောက်၃ယောက်နားတယ်ကျွန်တော်က၁ယောက်ကပွဲပယ်ပေါ့နော်ကာလာဖြူကြီးอ่ะအဲ့လိုရှိရဆိုတော့ဘယ်လိုမျိုးပုံစံနဲ့ညင်ချင်နေလဲပေါ့နော်ဒီ club group နဲ့ခုနကပွဲကိုဘယ်လိုမျိုး management လုပ်ချင်ကြတယ်လဲပေါ့နော် brotherhood ရဲ့အမြင်တွေ brotherhood ရဲ့ချင်းချင်းချက်တွေကိုလည်းခွင့်ရောက်ဆွေးနွေးပြေးကြပါအောင်အားလုံးကျေးဇူးပါပဲနော်ကိုယ်ကျမ်းမာကြီးကိုလည်း view site ကြပါလို့နော်